င်္ဂလာပါရှင်စာချုပ်ဆန်နယ်လေးရာနေပြန်လည်ဆူဆူလိုက်ပါတယ်ရှင် ကျမကတော့စာချုပ်ပါဒီတစ်ခါကျမပြောပြပေးမယ်စာအုပ်ကတော့ဗောနော် ကျမဖတ်ပြီးွားတာကတော့ဆရာကြီးများတန်ဆန်ရေးသားပြုစုခဲ့တဲ့ပါမောက်ခါချုပ်ဆရာတော့ဒေါက်တာ အရှင်နန္ဒမာလာပြီးဝန်တာရဲ့ဘဝခရီးနဲ့ဘဝစီမီဆိုတဲ့စာအုပ်ကြောင့်ပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်မှာဆိုလို့ရှင်ဗောနော်စာမျက်နှာ640နဲ့ ကိုမျက်နာပါတယ်ဗောနော်အားကြောင့်လို့ဒါတော့အိဖာမှာဗောနော်ဆရာရဲ့ဒီအထုပ်ပတ်တီဗောနော်အဲဒီရေးတဲ့သူကလည်းဒါတန်ငါရောတပါးပဲဖြစ်တယ်လို့ဆောင်းမလို့ဒါထီရောပတ်တီလို့ပြောရင်လည်းရတယ်ဗောနော်အဲဒါဆာမေလာ649မျက်နာပါဝင်ပြီးတော့မှရွှေနိုင်ငံပုံနှိပ်တိုက်ကနေပြီးတော့မှပထမအကြိမ်ဗောနော်ထုတ်ဝေထားခြင်းဖြစ်ပါတယ်အဲမူပိုင်နဲ့စီစဉ်ဖြန့်ကြည့်ရတော့ရွှေပြည်နန်းကော်မတီဆိုပြီးတော့ဒီပုံနှိပ်မှတ်ထားမှာပါတယ်ဗောနော်အဲဒီစာအုပ်ကကျတော့ထူးလဲအထူးကြီးဗောလीပြီးသွားလို့ရှင်ကျွန်မ ကြတော့ဟိုနှစ်တိုင်းနှစ်တိုင်းပေါ့နော်နှစ်တိုင်းနှစ်တိုင်းမှာအဲ စာဒီဓမ္မစာပေတခုတော့ရအောင်ဖတ်မယ်ဆိုပြီးတော့မှကျွန်မကိုစာအောင်အမြဲငားပေးငားပေးတယ်စာပေမိတ်ဆွေတယောက်ကိုဒီနေ့စကားဆက်ပြီးပြောမိလိုက်တဲ့ခါကျသူမှဒီစာအောင်ရှိတယ်ဆိုပြီးကျွန်မကိုဒါငားပေးထားပါတော့ကျွန်မဖတ်နေတလားလောက်တော့ရှိပြီပေါ့ဟိုဒီတရားစာတွေကကျတော့သူကဟိုတချို့ကျတော့ပါဠိတွေလည်းပါတယ်ပေါ့နော်ပါဠိတွေလည်းပါတဲ့ခါကျတော့နည်းနည်းအချိန်ယူပြီးတော့အချိန်နည်းနည်းပေးပြီးတော့ဖတ်ရတာလည်းပါတယ်ကျွန်မအလုပ်နည်းနည်းရှုပ်သွားတာလည်းပါတယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်တဲ့နေရာမှာပထမဦးဆုံးပေါ့နော်ပထမဦးဆုံး ရတဲ့အခက်အခဲကဘာလဲဆိုစာအုပ်အထူပေါ့နော်စာအုပ်ကတော်တော်ထူတယ်ထူတဲ့ခါကျတော့ကျမတို့လိုမျိုးဒီအချိန်မရှိတဲ့လူတွေကကျမစာအုပ်ကိုအမြဲတမ်းပေါ့နော်ကျမအလုပ်လုပ်တဲ့စီအလုပ်ကိုလည်းပဲတော်တော်ယူသွားတယ်ပေါ့နော်ဟို7မိနစ်ရ7မိနစ်အလုံးထိုင်ဖက်တက်တဲ့လူဆိုတော့ဒီစာအုပ်ကြီးအဲ့လိုကြီးမှပြီးတော့သူကဒီလိုလေးတော့ပါတယ်အဲ ဒီပူလေးနဲ့ပေါ့နော်ပူလေးနဲ့ဆိုတာဟိုခင်မင်းနဲ့မိတ်ဆွေတွေဟိုဓမ္မဒါနပြုလို့လည်းကောင်းတယ်ပေါ့နော်ဒီမှာအဲ့တုန်းကတော့ဈေးကတော့တိတ်မကြည့်ဘူးကဘယ်လောက်ရှိသွားရည်လဲမသိဘူးမဈေးကျမကြည့်လိုက်တာဈေးလည်းအရင်မကြည့်ဘူးပေါ့နော်ပြီးတော့လို့ရှင့်အဲသူ့ဈေးနဲ့ဒီကဟိုပါတဲ့ မတန်းထပ်ပုံတွေနဲ့ဆရာတို့ရေးဩဝါဒတွေနဲ့ဒီမှာဒီမှာဆိုလို့ရှိရင်ဆရာတို့ရဲ့လက်ရည်လေးပါတယ်ပေါ့နော်ဆရာတို့ရဲ့ဒီမူရင်းလက်ရည်ကိုဒီမှာဒီလိုမျိုးပြင်အဲဒီဓမ္မဒါနဆိုပြီးတော့လှူလို့ရတဲ့ဆရာလေးလေးပါတယ်ဆိုတော့ပါပြီးပြင်ကျွန်တော်တို့အရှိန်ပေးရတာအရင်အဲ ဘယ်လိုပြောမလဲအချိန်ပေးရတာ ਨੇ တန်နဲ့ဓမ္မအတိရရှိလိုက်တဲ့စာအုပ်တော့လို့တော့ထင်တယ်ပေါ့နော်အဲဒီမှာဆရာတော်ရဲ့ဒီမူရင်းလက်ရေးလေးပေါ့နော်အဲလိုမျိုးလေးလေးသွားထည့်ပေးထားတယ်ပေါ့အဲဒီအဓိကပြဿနာကတော့စာအုပ်ကရန်ထူတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုယူအားပြုရတာအဆင်မပြေဘူးဒါပေမဲ့ဖတ်လို့ကတော့တတ်ပါတယ်ဖတ်ရတာတော့ဟိုကျွန်မ ပထမဆုံးကျမဖတ်ထားပါရီကြဆောင်ကမနော်ပါရီလောက်တောင်မှမလေးမလေးဆိုတော့လူစားမလေးနဲ့တောင်ပြောတာမဟုတ်တော့ဖတ်ရတာရှင်းရှင်းလင်းလင်းရှိတယ်ပေါ့တချို့ပါဠိစာလုံးလေးတွေကပါဠိစာလေးဘာတွေပါတာဟိုနည်းနည်းလေးဟိုကျမတချို့လိုက်မမြင်လိုက်တာလေးရာလွယ်လို့ရှင်တော့တော်တော်ကိုဖတ်ရတာချောချောမွေ့ရှိတဲ့စာအုပ်တော့လို့ပြောလို့ရတယ်ပေါ့နော် အဲ့မှာဒီစာအုပ်မှာဆိုလို့ရှင်ပေါ့နော်သူကပထမဆုံးဆရာတော်ကြီးရဲ့ဒီမွေးရဒေတာပေါ့နော်မွေးရဒေတာကနေပြီးတော့မှဆရာတော်ကြီးတို့ဒီမောင်နှမတဆူအကြောင်းပေါ့နော်ဟိုးအစာနေပြီးတော့မှသူပြောပြထားတယ်ပေါ့နော်ပြောပြထားတာဒီထဲမှာဆိုလို့ရှင်မတိလိုက်တဲ့အားတွေလည်းအများကြီးတိလိုက်ရတယ်ပေါ့နော်ဆရာတော်ကြီးနဲ့ပတ်သက်ပြီးတော့တော်တော်များများပေါ့ဟိုတမိသားစုလုံးပေါ့နော် တမိသားစုလုံးကတမိသားစုလုံးနီးပါးအကုန်လုံးကအာဒါတန်ခါတော်ကြီးပဲတကယ်လဲလေးစား ကြည်ညိုဖို့လည်းကောင်းနေပါတော့ဓာတ်ဥခေါ်ဖို့လည်းကောင်းနေစိတ်ထားရီပေါ့အဲဒါကြီးလည်းအများကြီးသိလိုက်ရတယ်အဲပြီးသွားလို့ရှင်အဲ့မှာဆိုရင်ကျွန်မမှတ်မှတ်ရဆိုလို့ရှင်ဒီဆရာတော်ကြီးရဲ့မွေးရမြေပေါ့နော်ကြည်ပထုံပေါ့ကြည်ပထုံအဲကြည်ပါရုံဝနေပြီးတော့ကြည်ပထုံဖြစ်လာတယ်ဆိုတဲ့အကြောင်းပေါ့အဲ့လိုမျိုးတွေသိစိတ်ဟိုပြောထားတယ်ပြီးရင်ကျွန်မနောက်တစ်ခုမှတ်မှတ်ရဖြစ်တာဆိုတော့အဲ့ပေစာအကြောင်းကြီးထားရလားမသိပေစာအကြောင်းဆိုလို့ရှင်လည်းကွာအဲ့ပေစာကိုဘလို့စီစဉ်နေပေါ့နော်အဲ့လိုမျိုးလေးအဲ့ပေစာမှာဆိုလို့ရှင်ဝမ်ဘတ်ဂျောဘတ်နှစ်ခုရှိတယ်အဲ့ပေစာကိုနံပါတ်စင်တက်တာပေါ့ ཁས tong li ཁས 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 ကေကေကော့ကော့ကန်ကားဆိုပြီး12ခုမတ်တဲ့အဲ့12ခုတခါချုပ်ပြီးတော့မှအာပြင်ချက်တစ်ချက်အဲ့12ချက်ကိုတက်ရင်ကခေါ်ရေပေါ့အဲအဲ့လိုပေးစာနဲ့ပတ်သက်တဲ့အခေါ်ဝေါ်လေးတွေပေါ်တာလေးဆိုလို့ရှင်လဲပါပြီဖြစ်ဒါကျမအနေနဲ့ဟိုစိတ်ဝင်စားမိတယ်ပေါ့နော်ကိုကအဲ့လိုမျိုးဟိုစာညမာစာနဲ့ပတ်သက်ပြီးတော့ကြိုက်တယ်လို့ဆိုတော့လေးအဲ့လိုမျိုးများတာမျိုးလေးတွေမမဲရဖြစ်တယ်ပြီးသွားလို့ရှင်ဆရာတော်ကြီးရဲ့အထုပ်ပတ်တီပေါ့နော်ဆရာတော်ကြီးရဲ့ဓမ္မအလင်းရောင်ထုံးကြီးခဲ့တဲ့အကြောင်းတွေဆိုပေမဲ့လေဒီစာရေးသူရဲ့ ပေါ့နော်ဆိုင်းရီသူဒီဆိုင်းမြင်းမြတန်းဆိုင်းရဲဘဟုတုတာအနေနဲ့ပေါ့နော်ဒီစစ်ကြီးအတွင်းအားအကြောင်းတွေပါမယ်ရန်ကုန်ကိုအဲမာဒီဂျပန်ဒီပေါ့နော်ဘုံကျဲတဲ့အကြောင်းတွေပေါ့အဲအဲ့လိုမျိုးလေးတွေဆိုလို့ရှင်လဲမာပြတာအဲအဲ့ခေအခါနဲ့ပတ်သက်တဲ့အဲဒီနိုင်ငံရေးအဝေါ်ဝိုင်းကိုလည်းကိုတည်ရမယ်ပေါ့နော်ဆရာတော်ကြီးငယ်ဘဝကနေပြီးရခုဒီဒီအချိန်ထိကိုဖြတ်တန်းနေရတဲ့ခေတ်ကာလတွေပေါ့လေအဲဒါတွေကိုလည်းအဲတည်နိုင်မယ်အဲပြီးသားလို့ရှင်ပေါ့နော်ငငယ်တော့ကအာ မမရရဖြစ်ခဲ့တဲ့ကြောင်းနဲ့ကျမတို့ငငယ်တော့ဆိုလို့ရှိရင်လည်းဟိုဟိုအမေပြောပြတာပေါ့နော်ကျမငငယ်ရတဲ့ဖျားရှိခိုးလို့ရှိရင်တဲ့အဲဖျားရရနာတရားရရနာနှစ်ရရရနာသုံးရရရနာအဲ့လိုမျိုးတွေအဲရှိခိုးတယ်ပေါ့နော်ဆရာအဲ့လိုမျိုးကလေးတဘာဝပေါ့အဲ့လိုမျိုးဆရာတို့ငငယ်ကအဲ့လိုကလေးတဘာဝအာပေါ့နော် အဖြစ်ခဲ့တဲ့အကြောင်းလေးဘာမှဟိုအစိမ်နေရဖျားရှိခိုးလားမသိပါဘူးစိမ်နေရဖျားရှိခိုးမှာမှလောကတတ်ပုံမဆောင်ထုံပြတော်မူပါပြီတော့မြတ်စွာဘုရားဆိုတာဟိုတဲ့ခလေးဆိုတော့ကြားတဲ့အတိုင်းရောက်ခမတော့နှချောင်းကိုဆိုပြီးဆိုတာပေါ့အဲအဲ့လိုမျိုးလေးဆိုလို့ရှင်လဲပါပြီဟို ဒီဂျိုင်းစားရမလေးပါပဲနဲ့ဟိုအဲ့လိုမျိုးအဲ့လိုအကြောင်းအရာလေးပါတဲ့အချိန်မှာစိတ်ကပြန်ပြီးတော့လန်းဆန်းသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းထည့်ရေးပေးထားတယ်။အဲဆိုတော့ဟိုတကယ်အဖြစ်ပြက်လည်းဖြစ်တယ်ဟိုပြုံးစရာကြီးစရာလေးလည်းပါတယ်ပေါ့နော်။ဓမ္မစာပေဆိုရင်မပြင်းစရာမကောင်းဘူးပေါ့အဲ့လိုအကြောင်းအရာလေးလည်းအဲပါမယ်ပေါ့နော်။အဲပြီးတော့လို့ရှင့်အဲ့ဓမ္မစရိယာနဲ့ပတ်သက်ပြီးတော့ဆရာတို့ရဲ့ ဒီယဟန်မဖြစ်ခင်ပေါ့နော်ကိုရင်ဘွားမအောင်တော့ဓမ္မစရိယာဟာပြီးခဲ့တာပေါ့နော် အမသာသာအဓမ္မစရိယာပေါ့ဓမ္မစရိယာသုံးမျိုးအဲ့လိုဟာတွေလဲစမတော့ဒါအဲအဲဘန်နဘတ်တိုင်းမသိတာဆိုတော့အဲ့ဒီအကြောင်းတွေလဲအဲတိသွားတယ်ပေါ့နော်အရာတွေအဲတိမယ်ပြီးသွားလို့ရှင်ပေါ့နော်ဒီကျွန်မဒီစာအုပ်ကိုဖတ်ပြီးတော့ဘာဟာဖြစ်မိလဲဆိုတော့ဒီတော့ဘောတိုင်းလုံးဆရာတော်ကြီးပေါ့နော်ဒီဆရာတော်ကြီးရဲ့ဒီအပေါ်ကြီးဆုံးပေါ့နော်အဲဒီဘောတော့ဆရာတော်ကြီးကိုအရင်ကလေးစားကြည့်ညိုမိတယ်ပေါ့နော်အမ် ကြာရောရုံးမောင်နှမတွေကိုကြည့်ပြီးတော့လူရယ်လို့ဖြစ်လာလို့ရှင်ပေါ့နော်ကိုယ်ပတ်ဝန်းကျင်ပေါ့အဲဒါဗုဒ္ဓဘာသာမှမဟုတ်ပါဘူးခရစ်ယာန်ဘာသာဆိုလည်းခရစ်ယာန်ဘာသာစမစမ်းသမိတာပေါ့နော်အဲကိုယ်ဘာသာပဲဖြစ်ဖြစ်ပဲတကယ်ဒီတာတနာဝင်တယ်လို့မယ်ဆိုရင်လည်းတာတနာဝင်တန်းဟိုဟိုကြေပြောင်းအောင်ဟိုထန်းဆောင်နေပေါ့နော်အမဒီစားထမှာပဲစားရင်းနာမှာလည်းမသိဘူးကျမမမိရာတခုရှိရပါလဲဆိုတော့သူကပေါ့နော်တာတနာဝင်တန်းဖြစ်တယ်တာတနာဝင်တန်းဖြစ်တဲ့အတွက်ကြောင့်မလို့ ရောက်လျာရဲ့မှာတသနာပြုရမယ်ဆိုတော့အဲ့မှာကိုလည်းကိုကိုကိုတွေးမိတယ်ပေါ့နော်အော်ဘာဖြစ်အဲငါလည်းအဲငါတာဝန်ငါကြည်အောင်လုပ်ရမယ်အဲ့လိုမျိုးပေါ့နော်တမန်စာပြီးဖတ်ပြီးတော့မှအဲ့လိုမျိုးပြန်ပြီးတော့မှအဲ့တွင်းမိပါတာကျမတို့အတွက်ဒါပထမအဦးဆုံးပေါ့လေအဲ့လိုမျိုးထူးခြားချက်လေးရှိတယ်အဲစာအုပ်တော့ပေါ့အဲပြီးတော့ထူးခြားတာကတော့ အကြီးဆုံးနဲ့ပေါ့နော်အကြီးဆုံးအကူတော်နဲ့ဒီဆရာတော်ကြီးဘာရောက်ဆရာတော်ကြီးကကြောက်တာအငယ်ဆုံးပေါ့အငယ်ဆုံးကနှစ်ယောက်ဒီဒီနှစ်ပါးလုံးကပေါ့နော်တွဲဘက်ရွှေချင်းသာသနာပိုင်းတမိသားစုထဲမှာအဲ့လိုမျိုးဖြစ်တာဒါရှားတယ်ပေါ့နော်ပြီးတော့အဲ့မှာဆရာတော်ကြီးကသူတို့မိသားစုနဲ့ပတ်သက်ပြီးတော့သူဖိမှန်တကူလဲအဲသူဟိုဆောက်ခဲ့သေးတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူတို့အဲဒီမောင်နှမတွေအကောင်လုံးပေါ့သူအကြောင်းဟိုဟာအဲ့မှာပြထားတယ်ပေါ့နော်အဲ့လိုဆိုတော့အော်လို့မိသားစု အတွက်ပေါ့နော်မိသားစု အတွင်းမှာဟိုအဲ့လိုမျိုးပေါ့နော် ဟိုကိုမိသားစုတမိုင်းကြံအောင်လို့ပေါ့လုံနိုင်တာပေါ့နော်သားသမီးတွေအရန်ကိုလေးစားဖို့လည်းကောင်းတယ်ပေါ့နော်အတွေ့အယူဖို့လည်းကောင်းတယ်လို့မျိုးတွေးမိတာတွေလည်းအဲအများကြီးရှိခဲ့တယ်ပေါ့နော်ဒါပြီးတော့တကယ်လို့ပေါ့နော်ဒီစာအုပ်ကို ဒီပါဠိနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့အဲဒီဗုဒ္ဓဘာသာဝင်တွေယဟန်တော်တွေဖတ်မယ်ဆိုရင်တော့ကျွန်တော်ထပ်ကိုပို့ပြီးတော့မှသူတို့တွေးစရာလည်းအများကြီးအဲရခဲ့မယ်လို့ဟိုထင်တယ်ပေါ့နော်ပြီးတော့လို့ရှင်ရင်နောက်တစ်ခုကကျတော့စာဝကအထူကြီးဆိုတော့လေဒီမှာမှတ်တမ်းတဲ့ပုံလေးလည်းအများကြီးပါနောက်ဆုံးမှဆိုလို့ရှင်ဒီဆရာတော်ကြီးရခဲ့တဲ့ အဲဒီလက်မှတ်တွေပေါ့နော်လက်မှတ်တွေလက်မှတ်တွေအကောင်လုံးနဲ့ဟိုမှကျမတို့ဒီမှာအနောက်မှာအကောင်လုံးသူထည့်ပေးထားမယ်လို့ဆာရွက်တွေကလည်းလုံးဝ share ပဲပေါ့နော်ဆာရွက်ဆိုမှတ်တမ်းတစ်ပုံလေးလည်းအများကြီးပါတယ်ပေါ့နော်အဲပြီးတော့လို့ရှိရင်အဲဒီဆရာတော်ကြီးငငယ်ကရေးခဲ့တယ်ငယ်မူလေးညာဆာရေးလိုက်ရန်ကောင်းတယ်ပေါ့နော်မှကျမတို့ ဖတ်ပြီးတော့မှနိဟိုတည်သွားငယ်မူလက်ရာတွေဟိုလက်တစုတစည်းရဲ့ဒီမှာပြန်ဖတ်လို့ရမယ်ပေါ့နော်အဲပြီးတော့ရတုတပုတ်ဆိုရင်တော်တော်မကောင်းနေနာနာမာလာဆန္နာအာတာပါဆိုလည်းမတည်ဘူးတုံးတုံးပိုက်ဆောင်ရတုတပုတ်ဆိုတော့တော်တော်ကိုဖတ်လို့ကောင်းနေပေါ့နော်အလိုလေးပြီးရင်ဒီပါဠိစာနဲ့ ဒီမြန်မာပြန်နဲ့တွဲတာပေါ့နော်ဟိုကျမဘလို့ခေါ်လဲတော့ကျမတိတ်မခေါ်တတ်ဘူးမှာဟိုတမုတ်တမုတ်တွေဆိုလို့ရှင်လဲဒါကျမဥပမာပြောတာပါကျမရွံ့နေတဲ့အဲတမုတ်တွေစာတဆောင်ပေါ်မှာညံသွားပြီးသစ္စာပွင့်လင်းတရားမင်းတို့ကို၎င်းပေါ့အဲ့လိုမျိုးအဲ့လိုပါဠိနဲ့ ဒီပေါ့နော်အထကထာလို့ခေါ်မလားညီမပြန်နဲ့တွဲထားတာကိုလည်းရေးထားတယ်လို့အရန်ကိုလှပါတယ်ဆရာကြီးဆရာတော်ရေးထားတာတွေရပါပေါ့နော်တကယ်ကိုကြီးညိုလေးစားဖို့ကောင်းတယ်ပေါ့နော်ဆရာတော်ကြီးကဆရာတော်ဘလို့တွေးမိလဲဆိုတော့စာရေးလည်းကောင်းတယ်ဒီအဖွဲအနွဲကြပြပိုင်းဆိုင်ရာမှာလည်းတော်တော်ကိုကျွမ်းကျင်ပိုင်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေးမိတာရှိတယ်ပေါ့နော်အဲပြီးတော့လို့ရှိရင်နောက်တစ်ခုကဆရာတော်ဒီမှာဘာတွားပြီးတော့မှအာ ကိုတော်အတူယူစားရကြလေဆိုဒီစံကင်းဆရာတော်ကြီးပေါ့နော်စံကင်းဆရာတော်ရန်နိဝါဒမင်္ဂလာပေါ့သူအမသူတင်ခန်းလားဘာလားမသိသူကထုတ်တာအဲ့အချိန်မှာသူဆရာတော်ကြီးမှမသိဘူးပေါ့နော်ထိုင်မင်းနဲ့သူမပြောဘူးမပြောဘဲနဲ့ဒီတိုင်းပဲဟိုပုံမှန်တမန်ရဟန်းတော်တပါလို့ပဲသူပေါ့နော်အဲ့လိုမျိုးနေခဲ့တဲ့ကြောင်ပေါ့အဲ့လိုဟာလေးရေဆိုလဲအဲဒါပါပြီဖြစ်အဲကိုတော်အတူယူစားပေါ့နော်ဒီနေပါပြီဖြစ်ဒီတကယ်ဟိုပေါ့နော်ဒီ မဟာဒီမြတ်ကြီးရဲ့အဲဘောနော်အဲကျဲဟိုကိုကျင်းတီလာဘောနော်အဲဒီတမာတိဘောသူတို့ရဲ့အဲဒီဉာဏ်ပညာဘောအဲ့ဒါကြီးအများကြီးဘောနော်သူတို့ရဲ့ဏိဝါဒတရားဘောအဲ့ဒါကြီးအများကြီးကို အဲဟိုကတူတော်ဆင်ခြင်းပြီးတော့လေကိုကိုကိုလည်းအဲဘလူမျိုးပေါ့နော်။အော်သူတော်ကောင်းနေဆိုတာဘလူနေထိုင်နေ။အဲငါလည်းတနေ့တလောက်တော့ဘလူနေထိုင်ရမယ်အဲ့လိုမျိုးအာတွေးမိကြရလေအများကြီးရှိရပေါ့နော်။အဲကျမကတော့ဒီဆရာတော်ကြီးကြောင်းတော့တစ်ခေါက်ရောက်ဘူးလေပေါ့တစ်ခေါက်ရောက်ဘူးတဲ့အချိန်မှာအဲဆရာတော်ကြီးဟိုတင်ငန်းတော့လှူလာပေါ့မလူတွေကလည်းအများကြီးပဲ။တော်လူတဲ့အချိန်မှာအဲဆရာတော်ကြီးကမှပြောတာပြောလိုက်တာပေါ့နော်။အော်လေတင်ငန်းကြီးရလေတဲ့။ အယောင်တွေလဲစုံအသွေးတွေလဲစုံတော့တဲ့အဲ့လိုပြောလိုက်တဲ့အချိန်ဟိုဘယ်လိုပြောရမလဲလူတော့ခါရပါတော့အဲ့လိုမျိုးအဲတကယ်ကိုဆွဲဆောင်ပြီးတော့အဲ့လိုကိလေသာတွေနဲ့ပြည့်နေပါလားဆိုတဲ့ပုံစံမျိုးနဲ့ပြောလိုက်တာကိုကျွန်မအမှတ်မိနေပါတော့အာဒီစာအုပ်ဖတ်တဲ့အချိန်မှာအဲ့ဒါကိုလဲတော့ပြီးတော့မြင်မိတယ်ပါတော့ဆရာတော်ရဲ့အဲဒီပေါ့နော်တိလာသမารီဉာဏ်ပညာတွေအများကြီးကြီးညိုခဲ့ရတယ်ပေါ့အဲနောက်တစ်ခုကကြတော့လေအဲဒီ တရားသဘောနဲ့ပတ်သက်ပြီးတော့လေပေါ့နော်တချို့တရားထိုင်တာလွဲမှားနေတာရှိရဲပေါ့တချို့ကျတော့တရားအားထုတ်ဖို့ပဲလိုတယ်ပေါ့ ဒီစာတိဖို့မလို့အဲ့လိုမျိုးတွေတွေးကြတဲ့ဗုဒ္ဓဘာသာဝင်တွေရှိတယ်ပေါ့နော်အဲ့ဒီပုံမှာလည်းဒီတရားသဘောဆင်ခြင်တာဒီဘလောက်တောင်မှဒီတရားအထုတ်တဲ့နေရာမှာပေါ့နော်ဒီတရားကိုသိတာပေါ့ပရိယတ်တီကိုသိတာအာဘလောက်ထိလာမှအရေးပါလဲဆိုတာကိုဆရာတော်ရှင်းပြထားတယ်တော်တော်ကောင်းတယ်ပေါ့နော်အဲ့ဒါတွေလည်းသဘောကျတယ်ဟိုမှမရရဖြစ်တယ်ပေါ့နော်အဲပြီးသားလို့ရှင်ကျွန်မကလုံးဝမမေ့တာကတော့ဒီစာအုပ်ဖတ်ပြီးတော့မှလုံးဝမမေ့တာနှစ်ခုရှိတယ်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီ tradition ပေါ့နော်ဒီ နိုင်ငံတနိုင်ငံနဲ့တနိုင်ငံဒီဒီဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမဲ့ tradition ချင်းမတူဘူးပေါ့နော် tradition ချင်းမတူဘူးဆိုတာသာဘလို့လဲဆိုလို့ရှိရင်အဲတီရီလင်္ကာနိုင်ငံရဲ့အဲ့မှာဆုံးကတ်တဲ့ဒလီကိုအဲ့မှာပြောထားတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်မတွေ့ထားတယ်လုံးဝတခြားစီပဲပေါ့နော်အဲဒီသူတို့နိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော် အဲဒီဖျားချောင်းဆောင်နေပါတယ်မရှိဘူးသူကတော့ပြင်နေဆိုကမှကလထိုင်းလေးမှာဟိုပိတ်ယူလေးခင်းပြီးတော့ဖျားရဲ့ဓာတ်တော်တဲလာခဲ့တယ်ဗောနောပြသလို့ရှင်ဖုံဖုံလေးဆိုလို့ရှင်လည်းဘာမှမရှိပဲနဲ့လို့ဒီတိုင်းပဲအလဲကောင်းမှာခုံတလုံးချပြီးတော့ဟိုပိတ်ယူတခုခင်းတယ်ဗောနောပိတ်ယူတခုခင်းပြီးသွားလို့ရှင်အလဲကောင်းမှာရေခွက်တစ်ခွက်ပဲချတာအာလက်စေးပြီးပကံထဲမှာဖုံဖုံဖုံကတကယ်လို့ဇုံးနေပါတယ်ဆိုတော့ကိုယ့်ကိုအရင်ယူလာခဲ့အဲ့လိုပုံစံမျိုးပြောထားတာဆိုတော့တော်တော်ဟိုဘယ်လိုပြောရမလဲ အရန်กว่าချတယ်ကွာမြန်မာနိုင်ငံရဲ့ delay နေပေါ့နော်အဲ့ဒါကိုလုံးဝမအောင်ကျွန်တော်မှတ်မှတ်ရဖြစ်တယ်ပြီးတော့နောက်ဆုံးကျမှတော့ဒိန်ဂျင်လေးလားမသိဘူးထည့်ပြီးတော့ကတ်တာဟုတ်အဲ့ဒါပြီးတော့ဒီဖျားပေါ့ဖျားပေါ့ဖျားရဲ့ဟိုအပေါ်တက်တိဆိုမျိုးသမီးတွေတက်ခွင့်မရှိဘူးပေါ့နော်တက်ခွင့်မရှိတဲ့ဟာကိုဒီနိုင်ငံသားဒီနိုင်ငံသားသူပေါ့နော်ဆရာတော်ကြီးတပည့်တပါတပည့်ဘူးတဲ့နိုင်ငံသားသူတယောက်ကမတင်တဲ့လို့ဆရာတော်ကြီးလာမီးတဲ့ဆင်မှာဆရာတော်ကြီးပြန်ဖြေလိုက်တာပေါ့နော်အဲ့ဒါတကယ်တော့ ဗုဒ္ဓရဲ့အဆုံးအမမဟုတ်အဲ့ဒါ tradition ဆိုပြီးပြန်ဖြေလိုက်တယ်အဲ့ဒီအဲ့ဒီဥစ္စာကိုလည်းတော်တော်အမှန်ရဖြစ်နေတယ်အမှန်တော့ဘာပြောပြလဲဆိုတော့တိတိလင်္ကာနိုင်ငံကမှာဆိုလို့ရှိရင်ပေါ့နော်တီကိုမှာဆိုလို့ရှိရင်အမျိုးသမီးတွေကဟာတရားနာတယ်ဆိုလို့ရှိရင်သူတို့၆လောက်ကိုဖုန်ကြီးဘက်ကိုဆင်ပြီးတော့လောက်ချီပြီးတော့တရားနာတာပေါ့နော်ခြေစုံလက်စုံမိုးတယ်လို့ခေါ်တာပေါ့အဲ့ဒါကိုတွားပြီးတော့ဟိုချိုင်းတယ်လို့ပြောလို့မရအောင်ဒါသူတို့ရဲ့ tradition ပဲပေါ့မြန်မာတွေဆိုလို့ရှိရင်၆လောက်တောင်းနာရရန်ဆိုင်နေဒါပေမဲ့သူတို့တခုခုဆိုရင်၆လောက်နဲ့ပြတာပေါ့နော်၆လောက်နဲ့ပြတာအဲအဲ့ဒါယူ ညီမလေးအနေနဲ့တော့ရိုင်းမယ်လို့ထင်တယ်ဒါပေမဲ့သူ့ဘက်ကတော့တွေးမယ်ငါကလို့ရိုင်းတာလေငါလည်းငါလုံးနေကြတိုင်းလုပ်တာပဲခြေထောက်ကလည်းအဲခြေထောက်ကိုလက်ကောကခနာကိုရဲ့စိတ်ပိုင်းတွေပဲတူတူပဲလို့တွေးရလဲရှိတယ်ဘောတော့သူကထမင်းဟုတ်တချို့ကြတော့ခေါင်းပေါင်းရင်လည်းပေါင်းပြီးတော့ဝဲရင်လည်းဝက်တာပေါ့သူတို့မှထမင်းနေအဲပစိုးတွေဆိုတာမရှိဘူးဆိုတော့အဲ့လိုမျိုးအကြောင်းအရာတွေဆိုရင်လုံးဝကွာဒါတခြားနိုင်ငံမှာတောင်းနေကြီးမှရက်တိနိုင်တဲ့အသည့်တွေပေါ့နော်ဆရာတော်ကြီးကကြတော့ဥရောပတခွင်ကိုလည်းတာသနာပြုခဲ့တယ်အဲ အဲပေါ့နော်အဲပြီးသွားလို့ရှင်အဲ့လိုဆိုတော့သူ့မှာဆရာတော်ကြီးမှာဆရာတော်လိုမျိုးပြင်ပနိုင်ငံရဲ့ tradition ရဲ့ဘဟုသုတတွေ အများကြီးရှိတယ်ပေါ့ကွာအဲ့ဒီပုံမှန်လေးဒီဗုဒ္ဓရဲ့ဆုံးမတွေနဲ့အညီပေါ့နော်ဆရာတို့ရာအားလုံးကိုပေါ့နော်မြင်နိုင်သိနိုင်တယ်ကွာဟိုအရင်တစ်ဖက်ဆုံးရောက်တဲ့အတွေးအမြင်မျိုးကြီးမရှိဘူးတကယ်ကိုအနှစ်သာရရှိတဲ့အဲဗုဒ္ဓဘာသာဝင်တယောက်ရဲ့အတွေးအခေါ်တွေရှိရလို့လုံးဝခံစားရစေတယ်ပေါ့နော်အဲ့ဒီဘိုင်းတွေကိုကျွန်မတော်တော်သဘောကျမိတယ်ပြီးတော့ဆရာတို့ရဲ့ဒီဘာသာစကားဆွမ်းရည်ပေါ့နော်အဲဆရာတို့ရာဒီဒီပြီးတော့မှ ကိုပေါ့နော်ဒီနိုင်ငံသားနိုင်ငံရဲ့စာအထူးသဖြင့်ဥရောပနိုင်ငံတွေမှာသူအင်္ဂလိပ်လိုပို့ချခဲ့တယ်အင်္ဂလိပ်လိုရေးသားပြုစုခဲ့တဲ့စာအုပ်တွေလည်းအများကြီးရှိခဲ့တယ်ပေါ့နော်အဲအဲ့ဒါဆိုတော့အဲ့ဒါကိုလည်းကျွန်မတော်တော်လေးကိုအဲတကယ်ကိုကြည်ညိုမိပါတယ်ဘာလို့လဲဆိုတော့ဒီရှာမရှာရဲပေါ့နော်ဟိုအတတ်ပညာ scale တစ်ခုပေါ့နော်ဘာဖြစ်ဖြစ်အဲအဲ့အချက်ကိုတော့ကျွန်မဒီစာအုပ်ကတော့တောင်း သဘောကျဆုံးပဲအဲဗုဒ္ဓရဲ့ဆုံးမဆိုတာတဲ့ဗုဒ္ဓရဲ့ဆုံးမဆိုတာဘယ်နည်းပြတ်တာဘယ်နည်းရရစားဆိုလည်းမရှိဘူးခြေထောက်နဲ့အဲပြရင်မြည်တဲ့လိုအဲ့လိုမျိုးတွေလည်းမရှိဘူးပေါ့နော်မိန်ကလေးတဲ့အဲ့လိုမျိုးတွေလုံးဝမရှိဘုဒ္ဓဆုံးမဆိုတာရူးရူးရှင်းရှင်းလေးပဲကောင်းတာလုပ်တယ်ဆိုရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်တယ်ဆိုရင် မကောင်းတာဖြစ်မှာပဲအဲ့ဒါကိုပြောထားပါဘောနော်ပြီးတော့အဲ့ဒီတယောက်ကမေးတယ်ဘောနိုင်နိုင်ငံသားသူကဟင်းနဲ့ဖျားတွေပဲတဲနေကြတယ်တဲ့ဖျားတွေပဲတဲနေကြတယ်ဘောနော် စာတင်ကြောင်းတွေလှူပါလားတဲ့ဘာလို့ဖះရတယ်လဲတင်နေကြရလဲခမဆရာတော်ကြီးပြန်ဖြေလိုက်တာလဲတကယ်ကိုသဘောကျဖို့ကောင်းအဲ့လိုတော့ပြောလို့မရဘူးလေသူတို့ကသူတို့ကြိုက်တာသူတို့တို့ဒါပဲတဲ့အခုလည်းမင်းကဘာလှည့်နေတယ်တဲ့မင်းကဘာလှည့်နေတယ်အဲပတ်စံဟိုရဲမင်းဟိုရဲအဲသာတင်ကြောင်းပြီလူပါဆိုရောမင်းလူမလားတဲ့လူတွေကသူကြိုက်တာသူလောက်တာပဲအဲ့ဒါကိုတက်ပြောလို့မရဘူးဘာညာနဲ့လို့မျိုးပေါ့နော်အဲသူရှင်းပြနိုင်နေပေါ့နော်အဲ့ဒါအဲ့အချက်လေးကဒီမှာစိတ်ထဲမှာမမရရဖြစ်တယ်တိတိလင်္ကာရဲ့ အဲဒလေးပေါ့နော်ပြီးတော့ဒီတက်တက်လို့စာတာပေါ့တက်တက်လို့စာတာအင်္ဂလိပ်လိုငယ်လေရေးဆရာတော်ရေးခဲ့တဲ့မူရင်းအင်္ဂလိပ်လိုရောနောက်တစ်ခုကဂျာတော့အဲ ဘာသာပြန်ရောပေါ့နော်ဘာသာပြန်ရောနှစ်ခုတွေ့ပြီးတာအဲ့တတ်တော့စာတန်းနဲ့ပတ်သက်ပြီးတော့အဲဒီမစားကောင်းတဲ့အသားဆယ်မျိုးတွေပါတယ်အားရလေးသိစာတိသွားတယ်ပေါ့နော်အဲနောက်တစ်ခုကကျသူသူကရမတဝါဆိုလာမသိဘူးစုံနာလူခဲ့တဲ့ဒီဟင်းပေါ့နော်တချို့ကျဝက်ပြူသားလို့ပြောတယ်အဲ့ဒါကိုလည်းရှင်းတာလည်းအဲဒါလည်းအရင်စာအုပ်ဒီမှာလည်းကျွန်မတွေ့နေကြသွားလားလူလည်းပြန်ပြီးတော့ record လုပ်မိတယ်ပေါ့နော်အဲအဲ့ဒီစုံနာလူခဲ့တဲ့ဟင်းဒီဝက်ပြူသားလားအာအတီးလားအဲ့လိုမျိုးအငင်းပွားခဲ့တဲ့အချက်တွေပေါ့နော်အားဒီလည်းပြန်ပြီးတော့မမေရရပြင်ပြီးတော့ ီးတော့ကြတော့ဒီစာအုပ်ဖတ်ပြီးသွားမှာပေါ့နော်ကျွန်မပါသွားပြီးတော့မှဟိုအပြက်လဲဆိုအပြီးတမအောင်တော့တင်ဆင်သွားတယ်ပြီးတမဆိုတာဒီကိုယ်စိတ်အကြောင်းကိုရေးထားပေါ့နော်ကိုယ်စိတ်အကြောင်းကြီးကိုရေးထားတယ်ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းတယ်ကိုယ်စိတ်အကြောင်းကိုဘယ်လိုသိတယ်လဲဆိုတဲ့အကြောင်းရေးထားရလဲဒါကျွန်မအနေနဲ့ဟိုဘာပြည့်ငါအပြီးတမအောင်တော့တတ်နိုင်သလောက်တော့လေ့လာရမယ်ဆိုတဲ့အဲစိတ်လေးတော့ဝင်သွားမိတယ်ပေါ့နော် နောက်တစ်ခုကကြတော့လေနောက်တစ်ခုကကြတော့အဲဒီစိုင်းကလေးဆရာတော်ဆိုတာလေစိုင်းကလေးဆရာတော်ကသူကတိတ်တော့ကျမလည်းအဲအဲ့ဒီဘိုင်းကတော့ကျမဖတ်ရတာနည်းနည်းခက်ခဲတယ်ဗောနော်သူတီချာဝိနီလို့ဆိုပြီးစိုင်းကလေးဆရာတော်ဆိုတဲ့ဆရာတော်တစ်ပါးကနေပြီးတော့မှရောင်ကြီးတော့လွတ်တယ်လို့အဲလိုနဲ့ပြီးသွားပြီးတော့ဟိုမှာကရားဘာသာတရားနဲ့တရားဟောတယ်လို့အဲ့လိုမျိုးကြီးပြောတဲ့အချိန်မှာဒီဆရာတော်ကြီးနဲ့ဒီအခြားဗောနော်အဲဒီမဟာဒီဆရာတော်ကြီးတွေကနေပြီးတော့မှဟိုတီချာဝိနီတို့အဖွဲ့ဆိုတာအဖွဲ့ပြီးတော့ဒီအယူအဆတွေကမမှန်ကန်ကြောင်ဆိုတာကိုတိတိ ချက်စားဒီကျမ်းနဲ့ခံနဲ့အချက်အလက်နဲ့ရှင်းပြရတဲ့အချက်တွေပေါ့နော်အဲ့ဒါတွေကဆိုလို့ရှိရင်အဲ့ဒါပါဠိလိုတွေကများတယ်ပေါ့အဲ့ဒါတွေကအဲ့အဲ့ဒီအပိုင်းကိုလည်းကျွန်မဉာဏ်မီတလောက်လေးနဲ့စိတ်ဝင်စားခဲ့တယ်ပေါ့နော်ပါဠိလိုတွေရန်နားမလဲပြင်မဲ့လေအဲ့ဒီအပိုင်းကတော့ပါဠိလိုအများဆုံးပါတဲ့အပိုင်း င်းဖြစ်မယ်ပေါ့နော်အင်းဖတ်ရတာလည်းခက်တယ်ဒါပေမဲ့လည်းအတန်းများများဖြစ်တော့ဟောဒီလိုဒီလိုရှိတယ်ဒါတွေကမဖြစ်နိုင်ဘူးဆိုတော့ချက်ချလက်ချရှင်းထားတာပေါ့နော်အဲ့ဒါလေးအဲ့ဒီဘိုင်းလေးကိုလည်းတတော်ကိုဟောဒါသဘောကြားနှစ်ချိုင်းခင်မိပါတယ်ရှင်းနောက်ပြီးကျတော့ဆရာတော်ကြီးရဲ့ပေါ့နော်ဥရောပအာသာသနာပြုခยีပေါ့နော်ခยีကြောင်းနေနောက်တစ်ခုကကြာဒီပရိသတ်တရားနေပြီးတော့ပြန်စားရလာတယ်ဟောအပြန်စားရလို့လည်းမူရင်းတိုင်းဒါဖတ်ရှူရမယ်ပေါ့နော်အာပြီးတော့လို့ရှင်ဒီတီပီတီပီတကားနေပတ်သက်လို့ပေါ့တီပီတကားနေပတ်သက်လို့ကကြာတော့ အဲဒီစာမျက်နှာပေါ့နော်သူက800 6000နဲ့26မြန်မာဆိုတာအဲ့ဒါတွေကိုပေါ့နော်သူအနက်ကောပါတော့တိမာဆိုပြီးအဲ့တိတိတကားနဲ့ပတ်သက်တာတွေကိုရှင်းတာလည်းအဲရှိရပေါ့နော်အဲ့ဒါမှတိတိတကားအာကော်ပီတာလို့တိတိတကားဒရာလို့အဲ့လိုဟာတွေပါတယ်လဲဆိုအဲ့လိုမျိုးတွေလည်းနည်းနည်းပါးပါးတော့ဒါကမှတိသွားတယ်ပေါ့လေကျွန်တော်တို့လိုဟိုအလံဝေးတဲ့သူတွေတော့ပေါ့နော်နောက်တစ်ခုကကျတော့ဒီရွှေကျင်နဲ့ပတ်သက်တဲ့ရွှေကျင်တမိုင်းလည်းပါတယ်ပေါ့နော်အာရွှေကျင်ခိုင်းခိုင်းဆိုတာတကယ်တော့ဟို တတိတခြားခွဲပြီးတော့နေလိုက်တာမဟုတ်ဘူးတူရတူရအကျင့်နေအဲဘောနော်ရှိတဲ့လူတွေစုထားတယ်ဆိုတော့အကြောင်းကိုရှင်းပြထားဒီစာအုပ်ကိုဖတ်ကြည့်တာဆရာတော်ကြီးရဲ့ဒီဩဝါဒတွေရောဘာတွေရောတခုမှ တော့တရားလက်လုံးမပြောပါဘူးပေါ့နော်အကုန်လုံးကိုဓမ္မနဲ့ရှင်ပြီးတော့ပဲပြောသွားတယ်အကုန်လုံးကိုတစ်ဖက်ဆောင်းနေပြောတော့အဲ့ဒီအချက်တွေကိုကျွန်မတော်တော်လေးကိုကြည်ညိုမိပြီးတော့တကယ်ကိုလည်းလက်ခံပြီးတယ်ပေါ့နော်အဲ့လိုလေးတော့ရှိပါတယ်အဲပြီးတော့လို့ရှင်ဒီရွှေကျင်ခိုင်းတော်မှလည်းရွှေကျင်နိကာယဆိုပြီးတော့ခေါ်တယ်ဆိုတဲ့အကြောင်းမှအဲ့လိုတရားရှင်းနေတာလည်းရှိတယ်ပေါ့နော်အဲနောက်တစ်ခုကကျွန်တော်ခုနပြောတဲ့ဒီ tradition ပေါ့ tradition နဲ့ဒီဗုဒ္ဓရဲ့ user နဲ့ခွဲခြားတဲ့အပိုင်းတွေကိုလည်းရှင်းသွားတာလေးလည်းတော်တော်မမှန်ရရဖြစ်တယ်ပေါ့နော်အဲနောက်ဆုံးလေး နောက်ဆုံးမှာဒီဟွာရေးထားတယ်ပေါ့နော်ဒီမူရင်းဒီဇာရေးဆရာကြီးဆရာကြီးမြတ်တန်ဆန်ပေါ့နော်အဲတော့ဘာပြောလဲဆိုတော့ဟောဒီအထုပတိကျမ်းတစ်ဆောင်ဖတ်ပြီးွားတဲ့အချိန်မှာကြီးမားတဲ့ပြဆက်ကြီးတခုဖတ်လိုက်ရသလိုပေါ့နော်ဖတ်လိုက်ရသလိုဟိုလေးနဲ့တင်ငိမ့်နဲ့ခံစားမှုတခုကိုရရတဲ့နေပေါ့နော်အထုပတိဟိုကိုပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်အဲဒီပန်းလေးတွေကိုကောက်ပြီးတော့ပန်းကုန်းလေးတွေဖြင့်ဒီကုန်းပြီးတော့တဲ့ဒီမှာပြင်းမြောက်သွားတဲ့ကံကြမ္မာတို့ကိုချင်းမြောက်ပူဇော်ကြတယ်တဲ့ အာထောက်အပ်တဲ့တခုဆိုတာပြီးဆုံးသွားတဲ့တခြင်းတပုတ်ရဲတဲ့မင်းမိန်ပြောက်ကွယ်သွားနေတဲ့အခြားပိုက်တပုတ်ပဲတဲ့အမှရေးထားတာပေါ့နော်အဲ့ဒီပတ်အတိုင်းကိုခန်းစားလိုက်ရတယ်ပေါ့နော်ဒီရောက်ဖတ်ပြီးွားတဲ့အချိန်မှာပြဆက်ကြီးတခုအဲကြည်လိုက်ရတယ်လို့အဲပြီးတော့အဲ့လိုမျိုးလို့လည်းရတယ်အဲပြီးတော့လို့ရှင်ဒီတအုပ်လုံးမှာပေါ့နော်အဲကို့အနေနဲ့လည်းအတွေ့အမြင်တွေ အများကြီးပေါ့နော်စင်ကျင်သုံးသပ်စရာတွေအများကြီးရတယ်လို့ကိုမသိလိုက်တဲ့အပိုင်းတွေပေါ့နော်အပိုင်းတွေလည်းအများကြီးသိလိုက်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟောဒီနေ့အတွက်ကတော့ကျမအနေနဲ့ဒါဒုတိယမြောက်စာကိုဒီလပိုင်းလည်းရောက်နေပြီပေါ့မနေ့ကဆိုလို့ရှိရင်ဒီချိန်ဆိုကျမ15ဦးစဲအုပ်လောက်တော့အနည်းဆုံးပြီးနေပြီဒါပေမဲ့အခုဒါနဲ့မှကျမနှောက်အုပ်ပဲပြီးသေးရပါတော့ဒါပေမဲ့ဒီတအုပ်ဆိုဆိုလောက်လဲကျမအတွက်ပေါ့နော်အသိပညာတွေဓမ္မအသိတွေအများကြီးပေါ့နော် အတူရှိရှိရရှိလိုက်တဲ့အဲစာအုပ်တော်ကိုပြင်နေညွှန်ဆိုကျမရဲ့ရှင့်